ဒီတော့ဒီနေ့တော့ဆန္ဒနံပါတ်16ဖြစ်ပါတယ်။ကံကြီး16အငယ်1မှ6အကျွန်ုပ်ကိုစောင့်တော်မူပါဖျားကိုတော်ကိုအကျွန်ုပ်ခိုးလုံပါ၏ကိုတော်သည်အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်ဟုသာဝရဖျားကိုအကျွန်ုပ်ရှောက်ဆိုပါပြီ။ဂျေစုတော်မှတပါအခြားသောမင်္ဂလာသည်အကျွန်ုပ်၌မရှိပါ။ပြည်တော်၌နေသောတန်ရှင်းသူနှင့် ထူဇံသောသူတို့ကိုသာနှစ်သက်ပါ၏အခြားသောလမ်းသို့လိုက်ပြေးသောသူတို့သည်များစွာသောဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ငါသည်သူတို့တွန်းလောက်ရာပူဇော်တကအသွေးကိုမလှမဆက်လို သူတို့ဖျား၏နာမကိုမမွဲ့လိုသာဝရဖျားသည်ငါအမွေခံရအဖို့ငါစားတော့ရာအဖို့ဖြစ်တော်မူ၏ ကိုယ်တော်သည်အကျွန်ုပ်အမွေအနှစ်ကိုစောင့်ရှောက်တော်မူ၏။ငါပိုင်ထိုက်သောနေနမိသည်တာယာသော အရက်တွင်ကြာ၍ကောင်းမွန်သောအမွေကိုငါခံရပြီ။အငယ်ခုနှစ်မှဆက်တဲ့ငါကိုပြုစုတော်မူသောသာရဖျားကို ကောင်းချီးပေးမည်။ညာအချိန်၌ပင်ငါနှလုံးသည်ငါကိုနှိုးဆော်တတ်၏။ငါသည်သာရဖျားကိုအစင်မပြတ်မျက်မှောက်ပြု၏။အကြောင်းမူကားငါလက်ရဘဲ၌ တည်ရှိတော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရထို့ကြောင့်ငါစိတ်နှလုံးသည်ตายခြင်းငါဝိညာဉ်သည်လည်းရွှင်လန်းခြင်းရှိ၏ထို့မှတပါငါအသားသည်မျော်လင့်လျက်ကျင်းဝတ်လိမ့်မည်အကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုတော်ဤတန်ရှင်းသောသူအားလည်းပုပ်ဆက်ခြင်းကိုရှိစေတော်မမူပဲလျက်အသက်ရှင်ခြင်းလမ်းကိုပြန့်ညွန်တော်မူလိမ့်မည် အထံတော်၌စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရတော်နားမှအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏အာမင်နောက်ဒီဝမ်းပြန်သိမ်းမယ်